ကဲမိတ်ဆွေတို့ရေလေရင်ပြန်တစည်းလို့မြန်ဆန်တဲ့အမြန်နှုံးနဲ့မောင်းနေနိုင်တဲ့ကားတွေကိုရောတင်တို့မြင်ဖို့ပါဒလားဒီနေ့မှာတော့ပရိသတ်ကြီးအတွက်ကပတ်အမြန်ဆုံးဆန်ကျင်တင်ထားတဲ့စူပါကား၅စီးအကြောင်းကိုပြောပြပေးတော့ပါမယ်ပထမဆုံးနံပါတ်၅ကတော့ Remax Navara ပဲဖြစ်ပါတယ်သူကစီမလိုပဲလျှက်စင်တဲ့မောင်းနေတဲ့ EV ကားစစ်ဖြစ်ပြီးတော့တနအီကိုနှင်းက58မိုင် ကီလိုမီတာအဖြတ်၄၁၅ကီလိုမီတာအဘာဝအထိမောင်းနေနိုင်ပါတယ် လျှက်စစ်ကားတွေထဲမှာတော့ကမ္ဘာအမြင့်ဆုံးပါပဲတန်ဖိုးကတော့ဒေါ်လာ1တန်းကျော်မြန်မာငွေ3000တောင်းကျော်တောင်ရှိပါတယ်ခင်ဗျာကဲနံပါတ်၄နေရာမှာရှိနေတာကတော့ SSC တူဝတာရာဖြစ်ပါတယ်သူကတော့အမေရိကန်နိုင်ငံထုတ်ဖြစ်ပြီးလေရင်ပြန်လေကိုဒီဇိုင်းဆွဲတဲ့ပညာရှင်တွေကိုယ်တိုင်ဖန်တီးထားတာပါတနာလီကို295မိုင်ဆိုတာက485ကီလိုမီတာအပါအဝါတိမောင်းနေနိုင်သည့်ကမ္ဘာအမြန်ဆုံးကားစီးရင်မှာအထိတ်ဆုံးကပေါင်ဝင်နေပါတယ် နံပါတ်3ကတော့ Hennessy Venom ပဲလေမုန်တိုင်းအမိကိုအစွဲပြုထားတဲ့အတိုင်းပဲတကယ်ကိုမုန်တိုင်းလိုလေမြန်လာပါတယ်တနိုင်ကို300တွက်မိုင်485ကီလိုမီတာအဘာဝထိမောင်းနေနိုင်ပြီကမ္ဘာပေါ်မှာအစီးရေ24စီးမဲ့ထုတ်လွှတ်ထားတဲ့တကယ်ကို ရှားပါတဲ့ကားတစ်စီးဖြစ်ပါလေဗျာ Okay, နံပါတ်2ကတော့နာမည်ကျော် Bugatti Chiron 300 Plus ဖြစ်ပါတယ် ကမ္ဘာပေါ်မှာပထမဦးဆုံးမိုင်၃၀၀ကျော်နှုန်းနဲ့မောင်းပြနိုင်ခဲ့တဲ့ဂန်ဒဝင်ကားတစ်စီးပါတနအီကို၃၀၄မိုင်190ကီလိုမီတာအာဘာဝအထိရောက်ရှိနိုင်ပြီးဈေးနှုန်းကဒေါ်လာ3.9တန်းမြန်မာငွေ3ပေါင်း3000ကျော်တန်းကြီးရှိပါတယ်ညကဲနောက်ဆုံးတော့ကမ္ဘာအမြန်ဆုံးကားဘယင်ကြီးရောက်လာပါပြီဒါကတော့ကိုနစ်ဆက်ဂျက်စကို absolute ပဲဖြစ်ပါတယ်ခင်ဗျာဆွီဒန်နိုင်ငံထုတ်ဖြစ်ပြီး theory ရတနာဒီကို330မိုင်450ကီလိုမီတာအပါအဝထိမောင်းနေနိုင်မယ်လို့ထွက်ချက်ထားကြပါတယ်။အခုလက်ရှိအချိန်ထိဒီကားကိုရှင်နိုင်တဲ့ကားကဘာပေါ်မှာမပေါ်သေးပါဘူး။ကဲမိတ်ဆွေတို့ကတော့ဒီကားတွေတဲကဘယ်ကားကိုအကြိုက်ဆုံးလဲ။ကွန်မန့်မှာပြောပြခဲ့ကြပါဦး။အဆုံးထိလိုက်ပါကြီးရှိပေးတဲ့တူအယောင်ကြီးတိုင်းကိုကြီးစုပါခင်ဗျာ။ကြိုင်းနေတဲ့ဆိုရင် like and sharing လုပ်ပေးထားကြပါဦးခင်ဗျာ။